မျောနေကြတဲ့ကိုတိတိပေးနေကြတဲ့ပြိသက်တွေကဟိုပြောရမယ့်စကားမျိုးလိုမျိုးသူချင်းစောင့်နေတာပြန်ပေါ်လာတာငါတို့ထင်သလားမဟုတ်ဘူးလို့အိုက်တင်ကြီးကရော့သွားတယ်လို့ကသူကဘယ်လိုဖြစ်သွားတယ်လို့အဲ့လိုမျိုးလေးမဖြစ်အောင်လို့သူတက်နိုင်သလားစူးစမ်းထားပါတယ်အဲ့တော့ စာမွေးအောင်မအောင်ကတော့ပြိတက်ဖီပဲပြန်နားထောင်မှာပေါ့နော်စိတ်ပင်ပန်းလားဆိုအဲ့တော့ကတော့မပင်ပန်းဘူးဘာဖြစ်လို့လဲဆိုအမျိုးသားတော်ဘယ်လိုပြောထားလဲဆိုတော့အဲတခုခုများသူစိတ်တမ်းမကြလို့ဆူချင်တာရှိတယ်ပြောချင်တာရှိတယ်ဆိုရင်လို့ဇကားပြီးမှဆူပါလို့ဒီကားလေးအတွင်းမှာတော့နည်းနည်းလေးစိတ်ထည့်ထားလို့ stress လေးတွေမပြီးချင်လို့မှန်တော့ဇက်ကောင်ကြောင့်မို့လို့ stress ကပြီးနေပြီသားဆိုတော့လေကိုအဲ့လိုမျိုးလေးတွေတော့ပြောတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အားလုံးအဆင်ပြေပြေနဲ့ပဲပြီးသွားပါလေနော်မင်္ဂလာပါမင်္ဂလာပါ โอเคအဲဒီဇလန်းလေးကကြတော့မြို့သူတို့စာဖတ်ပရိသတ်ရှိပြီးဒါလှိုင်းလေကြပန်းရွှေကြဆိုရဲဝိထုလေးပေါ့နော်အဲ့ဒါလေးမှာဂျာညိုကြီးဆိုတဲ့နေရာဒီဇက်ကောင်လေးနေရာနေပြီးတော့မြို့သူကပေါင်ရစ်ဆောင်ရပါရှင်ဟုတ်ရိုးရိုးရိုးခါလေးဇလန်းလေးကြ ဟုတ်ကဲ့ဒါလေးကကြတော့မင်းတို့ရိုက်ရိုက်ဖို့ရည်ရထားတာတော့တော်တော်ကြာပြီပေါ့နော်အချောင်းမြွတ်မြွတ်နဲ့ဈေးမှာနှစ်တွေချားပြီးတော့မှမနစ်ကမှမင်းတို့ပြန်ရိုက်ဖြစ်ခဲ့တာပါရှင်နော်ဟုတ်ကဲ့ဟုတ်ဇယုတ်လေးကတော့လေဟိုပုံမှန်ဒီမြမမျိုးသမီးတွေရဲ့ဇယုတ်အော်မိုင်းကျေးဇူးများတယ်မောင်။ Okay. 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 အဲအရင်ပြောပါရင်ဘာလို့လဲဆိုတော့လေဟိုမြို့သူကဒါမြို့သူကကမ်ပတ်လူမျိုးလည်းဖြစ်နေတဲ့ခါကျတော့လေဒီပွဲလေးမှာကိုကပြန်ပြီးတော့တက်ရတဲ့ခါမျိုးမှာလေအရင်စိတ်လှုပ်ရှားတယ်ပြီးတော့ဒီဇက်ဆိုလို့ရှိရင်ကိုအရင်ရိုက်ချင်တာရိုက်ချင်တယ်ဆိုတာကဇက်ဒီဇက်ကိုတိပြီးမှရုံကရိုက်မယ်ဆိုတော့တိပြီးမှရိုက်ချင်တာမျိုးမဟုတ်ဘူးငကိုရဲဟိုဟာဒီဝတ္ထုကိုဖတ်မိပြီးတော့ဒါလေးဒါဇလန်တွဲအနေနဲ့ပေါ့နော်တို့တွေ forever ရုံကနေဖန်တီးလိုက်ကောင်းပါပဲလို့ကိုစိတ်ကူးရင်ငဲတာအဲ့စိတ်ကူးရင်ငဲတဲ့ဟာလေးမှာကိုကတရုတ်ဆောင်ရတဲ့အတွက်ကြောင့်မလို့ကိုအရင်ကြော်ရပါတယ်ပြီးတော့ အဲနည်းနည်းလေးနှစ်တွေခြားပြီးမှကမ်းဘက်အနေနဲ့ပြန်လာလေးဆိုတော့လေကုကုကလည်းအော်အဆင်ပြေပါမလားအိုက်တင်တွေမှာများရော့နေမလားဘာဆိုဒီနောက်ကလေးတွေအားဆိုရင်အရန်တော်ကြတယ်ဆိုတော့ကိုအဲ့ stress လေးနည်းနည်းရှိတာပေါ့နော်အဲဒါမဲ့အများကြီးလာဝင်ရံပေးကြတယ်အမတွေရောမိုင်းတို့တွေရောတကူးတကောက်ရောက်လာပြည့်ကျေးဇူးအများကြီးတင်တယ်အဲ့လိုမျိုးဆရာလေးဆက်သွားရဲဆင်းရုံပြရတယ်ကိုလေးနဲ့လိုက်ခက်မယ်ဒီလိုကိုရဲအရန်သဘောစမ်းမိရတာဒီမှာလည်းပြင်နာစင်နာစာအတေချာလေးလုပ်ထားပြီးတော့ဟုတ်ကဲ့အိုဒီဇက်ကိုကိုနဲ့လိုက်ဖက်မယ်လို့တွေးတာမဟုတ်ဘူးဒီဇက်ကို အဲရုံးကရိုက်ရင်ကောင်းမှာပဲဇလန်တွဲဆိုရင်ကောင်းမှာပဲဆိုပြီးတော့မှမြို့သူကဟိုစိတ်ကူးရင်ခဲ့တာပေါ့နော်နောက်ဆုံးဒီဟာရိုက်မယ်ရုံးကရိုက်မယ်ဆိုတာသိတဲ့အချိန်မှာမြို့သူကကက်စတင်လေးပိုင်တော့မှပဲဒါပဲပြောပြောပီတိဖြစ်တယ်ပေါ့နော်နောက်ဆုံးကျတော့ကိုရောက်လာတော့လေပို့ပြီးတော့ဝမ်းသာရတယ်ဝမ်းသာတဲ့အပြင်ပေါ့ ပရက်ရှာတစ်ခုကဘာရှိလဲဆိုတော့ကိုရမ်းလိုချင်နေပြီကိုရနေပြီးတော့မှကိုမလုံနိုင်ဘူးဆိုတဲ့ဟာမျိုးကြရင်ပုံအောင်နိုင်ရအောင်မှာဆိုတော့လေတတ်နိုင်တဲ့လောက်တော့ကြိုးစားထားပါတယ်လို့လွယ်ချက်လေးရှိလေပြောပြပေးကြပါလို့ဟုတ်ကဲ့ချေဟုတ်ခုဒီမှာဆိုလို့ရှိရင်မြို့သူတို့ကဒီចောင်းသူအရွယ်ပါမယ်အိမ်ောင်တဲ့အရွယ်ပါမယ်နောက်ဆုံးအသက်ဒီကလေးတွေကြီးလာတဲ့အရွယ်ပေါ့နော်အဲ့လိုမျိုးအရွယ်လေးတွေရှိတဲ့အတွက်ကြောင့်မလို့ငယ်ရွယ်ချိန်မှာဖြစ်တဲ့ပုံစံရဲ့ ဒီဒီတက်လက်ပိုင်းအိမ်တော်ပြူပြီးချိန်မှာဖြစ်တဲ့ပုံစံနောက်ဆုံးအသက်ကြီးတဲ့ချိန်မှာဘောလောကလန်ရဲ့ပုံစံမျိုးပေါ့နော်အဲ့အရာတွေကိုတော့တတ်နိုင်တယ်လို့တော့မင်းတို့ကြိုးစားထားပါတယ်ရှင့်ပြီးတော့နောက်တစ်ခုကဒီကားလေးရက်တဲ့ချိန်မှာမင်းတို့အရန်စီချမ်းသာရပါတယ်အတူတူဒီပေါ့နော်ရိုက်ကူးရတဲ့သူတွေအကုန်လုံးနဲ့လည်းအဆင်ပြေတယ်ပြီးနောက်တစ်ခုက director အရန်ကျေစုတင်ပါတယ် director ကလေမင်းတို့နဲ့အရန်ညှိနှိုင်းပြီးတော့မှာပေါ့နော်ဟိုဒါရိုက်ကူးပေးတယ်ပြီးတော့ ဒါက director ကိုတိုးဝေရန်လွင်ရဲ့ပထမဆုံးရိုက်တဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။အဲ့တော့လုံးဝအမှတ်တရဖြစ်တာပေါ့နော်။ကိုယ့်ရဲ့ campaign နဲ့အကွက်ပထမဆုံးကားလေးနဲ့ဆိုတော့လေ။ Okay ဟုတ်။အခန်းတိုင်းရတော့လေကိုအမြဲတမ်းဟိုဘယ်လိုအားစိုက်ပါလို့မလားမသိဘူး။ကိုတို့ကတော့အမှတ်တရဖြစ်စေတဲ့အရာတွေများ เนาะပြီးတော့နောက်တစ်ခါကျတော့ဒီမှာ team work ကကျတော့သူတို့အရန်ညီတယ်ဒီစက်သမားတွေရောဒီ cameraman တွေရောအကုန်လုံးတစ်ဖွဲ့လုံး crew တစ်ဖွဲ့လုံးဟာလေမြင်မြင်ရဲကြမယ်မြင်မြင်ဥစ္စာဖြစ်ကြမယ်ပေါ့နော်ပြီးတော့ဘာတခြားစိတ်နှောက်ရှက်ဖြစ်စရာမရှိတဲ့ခါကျတော့ဒီဇယ်ကိုဖတ်တဲ့အခါမှာသူတို့ရက်ခဲသမီးကဇလန်တွေ့ရတယ်မှာလေတော်တော်ကိုလေးဟိုဘယ်လိုပြောမလဲအန်ကိုက်ပြီးတော့လေစိတ်ချမ်းသာတဲ့ဒါလေးလို့ပြောလို့ရပါတယ်ဟုတ်ပါလိမ့်စစ်ဒီမှာပိုင်တဲ့မြင်သမီးလို့ပြောရတယ်နော် တက်နိုင်တဲ့လောက်တော့မြတ်သူကတော့ကိုယ်ပေးလာတဲ့ဇက်ရုပ်ပေါ်မှာတောင်းဝင်ကြည့်အောင်လို့မြတ်သူကြိုးစားပါတယ်ဟိုအမှန်ဆိုရင်မြတ်သူဆိုရင်ဟာသားနဲ့မလိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုတန်းတန်းဆွေလိုဇက်ကောင်မျိုးလဲမြတ်သူလုတ်ခဲ့တယ်အဲဖိုက်တင်ကားတွေမြတ်သူရိုက်ခဲ့တယ်တတိယမြောက်ဆုံးမဲ့လိုမျိုးပေါ့နော်ဆိုတော့အဓိကကတော့ဟိုဒရမာပိုင်နေမပိုင်ဆိုတာထက်ကိုယ်ဘလူဇက်ရုပ်လေးပေးမလဲပေါ့နော်ပေးလာတဲ့ပုံမှာတော့တက်နိုင်တဲ့လောက်မြတ်သူတောင်းဝင်ကြည့်အောင်ကြိုးစားပါတယ်အဲ့ဒါကိုကပြောမှာမဟုတ်တော့ဘူးကိုကိုမျောနေကြတဲ့ကိုကိုတိတိပေးနေကြတဲ့ပြိတ္တတရား ဟိုပြောရမယ့်စကားမျိုးလိုမျိုးသူထင်တယ်။ဘာလို့ဆိုတော့အာစောင့်နေတာပြန်ပေါ်လာတာငါတို့ထင်တယ်လားမဟုတ်ဘူးလို့အိုက်တင်ကြီးကယော့သွားတယ်လို့အာ तू ကဘလို့ဖြစ်သွားတယ်လို့အဲ့လိုမျိုးတွေမဖြစ်အောင်လို့မျိုးသူတက်နိုင်တယ်လားစူးစမ်းထားပါတယ်။အဲ့တော့ဆောင်းမွေးအောင်မအောင်ကတော့ပရိသတ်ဖိပဲပြန်နားထောင်မှာပေါ့နော်။ အလုပ်လည်းမနာပါဘူးဂျားထဲမှာရအောင်လို့မျိုးသူဟိုစာအဓိကတော့ management ပေါ့နော် management ကကိုစီပွားရေးလုပ်တယ်ဒါပေမဲ့ကိုပါမှဟိုလုံးလို့ရမဲ့ system မျိုးမဟုတ်ပဲねကိုမပါလဲဆက် run နိုင်တဲ့ system မျိုးဖြစ်အောင်လို့မျိုးသူကငကိုရဲဟိုက plan လုပ်ထားတယ်ကလေးတွေကို train ထားတယ်အဲ့တော့တကယ်ရိုက်တဲ့ချိန်မျိုးမှာလည်းမျိုးသူကသူတို့ဆိုရင် group day နဲ့ပေါ့နော်ဘယ်ဘယ်လိုဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာ အဲ့ဒါတွေအကုန်လုံးကျတော့အကိုကစီစဉ်ပေးတာပေါ့နော်အကိုကကျတော့ तू ကစီးပွားရေးလုပ်နေသူဖြစ်တဲ့အတွက်ကြောင့်ဒီလို management mind ကကျတော့ तू ကဟိုပို့ပြီးအခုထပ်ပို့တည်တော့လေအခုစီကလေ့လာပြီးတော့မှအဲလုတ်ခဲ့တာဆိုတော့ तू ကားသွားရိုက်တယ်ဒါပေမဲ့ညာပဲကြလို့ရှိရင်ဒီစီရင်စရာတွေပတ်သက်တာတွေ brain new စိတ်နေချပြရမယ်ကြောက်လိချပြရမယ်ဘလို့ဘလို့ဘလို့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့တတ်နိုင်တဲ့လောက်ရအောင်ညှိပြီးတော့ तू ရိုက်ခဲ့ပါတယ်ဟုတ် အမ်စိတ်ပင်ပန်းလားဆိုအဲ့တော့ကတော့မပင်ပန်းဘူးဘာဖြစ်လို့လဲဆိုတော့အမျိုးသားတော်ဘယ်လိုပြောထားလဲဆိုတော့အဲတခုခုများသူစိတ်တမ်းမကြလို့ဆူချင်တာရှိတယ်ပြောချင်တာရှိတယ်ဆိုရင်လို့ဇက်ကားပြီးမှဆူပါလို့ဒီကားလေးအတွင်းမှာတော့နည်းနည်းလေးစိတ်ထည့်ထားလို့ stress လေးတွေမပြီးချင်လို့အမှန်တော့ဇက်ကောင်ကြောင့်မို့လို့ stress ကပြီးနေပြီးသားဆိုတော့လေကိုယ်အဲ့လိုမျိုးလေးတွေတော့ပြောတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အားလုံးအဆင်ပြေပြေနဲ့ပဲပြီးသွားပါတယ်နော်